အာယုံနဲ့စိတ်အာယုံဆိုတာစိတ်ရဲ့ပျော်မွေ့ရာတရားဖြစ်တယ်အခြင်းအားဖြင့်ပညာအာယုံနဲ့ပရမအာယုံလို့နှမျိုးရှိတယ်စိတ်ဆိုတာကအာယုံကိုညှတ်တက်တဲ့တရားဖြစ်တယ်အခြင်းအားဖြင့်ကုသိုလ်စိတ်အာကုသိုလ်စိတ်အပြာကတစိတ်လို့ရှိတယ်ဥဒုဇင်းရဲ့ဇောစိတ်အစင်မှာ အကုသူဇောကုသူဇောပဲဖြစ်ခွင့်ရှိအပြာကတဇောမရဘူးဥဒုဇဉ်အာယုန်နဲ့စိတ်အကြောင်းကိုပြောချင်တာဖြစ်တယ်ဥသူစိတ်အကုသေစိတ်အကြောင်းလည်းပြောမယ်ကာမန်ချိန်ဒီမှာပုရုဇဉ်ကပညာကိုအာယုန်ပြုပြီးယောနိတော်မနတိကာရထားနိုင်ရင် ဥသူစိတ်ဖြစ်တယ်အာယုန်နိတော်မနတိကာရထားရင် အကုသိုလ်စိတ်ဖြစ်တယ်။ဝိပဿနာပွားချိန်မှာတော့ပရမတ်ကိုအာရုံပြုရတယ်။အရာဝတ္ထုတစ်ခုကိုမြင်တယ်။ပန်းဆိုပါတော့အာယုံနဲ့စိတ်ဆုံပြီ။အာယုံကိုအမိပြုပြီးစိတ်ဖြစ်လာပြီ။ပန်းကိုမြင်တဲ့အခါပန်းဆိုတဲ့ပြညာအာယုံကိုပြုပြီးနှလုံးသွင်းမှရင်ကုသိုလ်စိတ်ဖြစ်တယ်။ နှလုံးသွင်းမှရင်အကုသိုလ်စိတ်ဖြစ်လေစင်အာယောပရမအဖြစ်နှလုံးသွင်းမရှိရင်ဝိပဿနာစိတ်ဖြစ်တယ်အာယုံပြုခံအရာတစ်ခုတည်းဟိုပဲနှလုံးသွင်းလိုက်စိတ်သုံးမျိုး꿰သွားတယ်ပန်းကိုအာယုံပြုပြီကုသိုလ်စိတ်အကုသိုလ်စိတ်ဖြစ်သွားတာကအာယုံနဲ့စိတ်တသက်စီဖြစ်တာကိုမမြင်တဲ့အတွက် အာယုံပေါ်မှာစိတ်ကအပြူပြီးကလိုက်လို့ဖြစ်တယ်။အာယုံပေါ်စိတ်ကမဲတင်သွားပြီးဘာအာယုံမှညာအာယုံအဖြစ်ဆုံးဖြတ်ချက်ချလိုက်တယ်။ဆုံးဖြတ်ချက်နဲ့တူတိုက်ချင်းမတိုက်ချင်းအကုသိုလ်စိတ်ဥဒုစိတ်တွေဖြစ်လာတယ်။ဝိပဿနာလေးကျင့်နေတဲ့ပုထုဇဉ်တို့ရဲ့သဘာဝလို့ပြောရမယ်။ အာယုံပေါ်အကောင်းမကောင်းကြိုက်မကြိုက်ဆုံးဖြတ်တဲ့အကျင့်ကတရားအထုတ်ချိန်ဒီပါလာတယ်တရားထိုင်တယ်မျက်စိမိတ်နာသီးဖျားမှာစိတ်ထားပြီးမှတ်တယ်နာသီးဖျားမှာထီးပြီးတိုးဝင်တိုးထွက်သွားတဲ့ဝါရော့ဖွတ်တပ်လေရဲ့ထီးမှုကိုတီးတဲ့စိတ်ရဖြစ်တယ် ဝါယောဓာတ်ကတတ္တသီစိတ်ကတတ္တရှင်းနေတယ်။သီစိတ်ကဝါယောဓာတ်ကိုသူ့တဘောသူဆောင်းပြီးဖြစ်နေတယ်။ဘေးကအရာတစ်ခုလို့မြင်တယ်။အရှိ့ကိုအရှိတိုင်းမြင်တယ်ဝိပဿနာဉာဏ်မြင်ဖြစ်တယ်။အလေးချင်းနေတဲ့ဘာဝနာရဲ့အာထုတ်တဲ့အခန်းသဘောရရေကမှားရင်အာယုန်နဲ့သီစိတ်ကို အသက်စီဖြစ်နေကြတယ်လို့မမြင်ဘူးဝါယောဓာတ်ကိုဘီကအရာဖြင့်စောင့်ကြည့်တာမဟုတ်ပဲဝါယောဓာတ်ပေါ်စိတ်နှိပူကပ်လိုက်တဲ့အတွက်ဝါယောဓာတ်နဲ့ဤစိတ်ကိုခွဲခြားမမြင်နိုင်ပဲဖြစ်သွားတယ်အာယုနဲ့မှစိတ်ကိုရောမိတယ်ငါတိနေတယ်ငါနှာခေါင်းဖျားကလေးဆိုရဲဤစိတ်အခန်းနဲ့ ကြာဘူးနာဝရှိတယ်ဖြစ်ပြည့်စုံတော့နာတိဖြားမှာရှာတယ်ခန္ဓာတဏှာရာကပေါက်ပြင်ပြတယ်စိတ်ကပြိလိုက်တယ်ရားတယ်လို့ပညာလှန်တတ်တယ်နားတယ်လို့ပညာလှန်တတ်လိုက်တယ်စိတ်ကအာယုန်နဲ့ဝင်ပူးသွားပြန်တယ်ဖြစ်ပြရှူရမဟဲလို့အာယုံမစိတ်မဲတင်းပြီ ဖြစ်ပျက်ရှာပြန်တယ်။စိတ်စိတ်တိတ်အမျိုးမျိုးကရွယ်ဆက်ဖြစ်ပေါ်နေတယ်။ပျောက်ကွယ်နေတယ်။အတိဉာဏ်မရှိတဲ့အတွက်ဖြစ်မှန်းလည်းမသိဘူးပြည့်မှန်းလည်းမသိဘူး။အာယုံနဲ့ဓာရတိုက်ဆုံမိခိုက်မှာသီးစိတ်နံတရားဖြစ်တယ်။သီးစိတ်နံတရားလည်းသိင်းဖြစ်သဘောထားကစောင့်ကြည့်ရှုမှတ်ရတယ်။ မရှုမှတ်နိုင်ရင် အာယုံပေါ်စိတ်ဝင်ပုကတ်မိပြီနှလုံးသွင်းမှာဒေါသစိတ်လောဘစိတ်နဲ့ခံစားမှုတွေဖြစ်တယ်ဖြစ်လာတဲ့ဒေါသစိတ်လောဘစိတ်ခံစားမှုဝေဒနာတွေကိုလေငါဒေါသငါလောဘငါခံစားနေရတယ်လို့ထင်တယ်ပူလောင်မှုဖြစ်ကကာယံဝစီကံတိလွန်ကျူးမှုတွေဖြစ်တယ် ဝေဒနာပညာသင်္ခါရဝိညာဉ်တို့ကနန္တရားတွေဖြစ်တယ်နန္တရားဖြစ်ပေါ်စီဟုအာယုန်နဲ့ဓွာရာကအကြောင်းထောက်ပံ့ပြုတယ်ယုတ်တရားဖြစ်ပေါ်စီဟုပန်စိတ်ဥဟာရကအကြောင်းထောက်ပံ့ပြုတယ်ယုံတဲ့နာသူတစ်ပါးရဲ့အတောက်အထောက်ပံ့ခံတရားတွေဖြစ်လို့မတည်မဲရအောင် အစွမ်းအစအနှစ်သာရအတ္တသဘောမရှိကြဘူးအကြောင်းတရားရဲ့အလိုတိုင်းဖြစ်ကြပြကြရအခိုက်တန့်သာဖြစ်ခွင့်ရှိရဲ့အထောက်ပံ့ခံရာတွေဖြစ်လို့သင်္ခတတရားလို့ခေါ်တယ်အာယုန်နဲ့စိတ်ရဲ့အဘာဝအမှန်ကိုသိကြည့်ရင်စိတ်ကိုအာယုန်ကခေါက်ခေါက်ခွာလေးထားပြီး အဒီနဲ့စောင့်ကြည့်တင်တယ်။အမာရီဆိုတာအာယုံပေါ်မဲတင်ထားတာမျိုးမဟုတ်ဘူး။အာယုံကိုသိရကနေစိတ်လွတ်ထွက်မသွားတမာရီကထိန်ထားခြင်းဖြစ်တယ်။အာဆိုင်မိပြီဆိုရင်စိတ်နဲ့အာယုံကိုခွဲခြားမမြင်ဘူး။တဘာဝတရားရဲ့လှုပ်ဆောင်ချက်တွေကိုအမှန်တိုင်းပြီးတဲ့ယထာဘူရညာမဖြစ်တော့ဘူး။ အာယုံကိုကပ်ဖို့ဖို့ပဲတည်နေတင်းမမင်းနဲ့မလုံးနဲ့တတိမလို့စင်နေအာယုံဆိုတာထိန်ချုပ်လို့ရတဲ့အရာမှ မဟုတ်တာအရှင်ပညာတည်ရိရမ္မာကျံအရှိအတိုင်းလက်ခံလိုက်ပါဆောင်းမထုံနှုတ်ဖတ်ရှုတည်